ွန်ပြည်နယ်ရေးမြို့နယ်မြောက်ပိုင်းလမိုင်းမြို့မှာစက်တင်ဘာလ28ရက်နေ့မနေ့ပိုင်းကရက်ကွက် အုပ်ချုပ်မှုတအူတနက်နဲ့ပြစ်ခံရလို့တိုက်ဆုံခဲ့ပြီးမြို့ခံတအူလည်းထိခိုက်ဒဏ်ရာရတယ်လို့သိရပါဗယ်။မနေ့ရှင်းနိုင်ခွဲလောက်မှာမြို့မတရက်ကွက်အုပ်ချုပ်မှုဦးကျော်ဦးနဲ့ဦးတန်းဝင်းတို့ဟာကားနဲ့အုပ်ချုပ်မှုဦးကျော်ဦးရဲ့နေအိမ်ကိုပြန်လာချိန်အင်းရှိအယောက်မှာဆိုင်ကနဲ့လိုက်လာတဲ့တနက်သမားတွေကပြစ်ခတ်သွားတာပါ။ ။အုတ်ချုံရမှုဦးကျော်ဦးဟာကြည်ထိမှန်တန်ရာတွေနဲ့တိတ်ဆုံးခဲ့ပြီးသူနဲ့အတူပါလာတဲ့ဦးတန်ဝင်းမှလည်းကြည်ထိမှန်တန်ရာရပြီးလမိုင်းစင်ယုံကနေမလမြိုင်စင်ယုံကိုပို့ဆောင်ထားတယ်လို့လမိုင်းမြို့ခံတဦးကပြောပါရယ်။ရက်ကွက်အုတ်ချုံရုံမှပြစ်ခံရပြီးတဲ့နောက်ဆေးရနာရှင်တန်းနဲ့ရဲတပ်ဖွဲ့ဝင်တွေရောက်လာပြီးမြို့အနှံ့ပိတ်ဆို့ရှာဖွေစစ်ဆေးမှုတွေလုပ်ဆောင်တယ်လို့မြို့ခံတွေစီကသိရပါဗျ။ရက်ကွက်အုတ်ချုံရုံမှဦးကျော်ဦးကိုဘသူတွေကဘာအကြောင်းရင်းကြောင့်ပြစ်ခတ်လဲဆိုတာကိုတော့မသိရသေးပါဘူး။ ဒါအပြင်အဲ့ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးဒေတာတွင်းလှုပ်ရှားနေတဲ့လက်နက်ကင်အဖွဲ့အစည်းတွေကလည်းတစုံတရာထုတ်ပြန်တာမရှိသေးပါဘူး။စီအချိုရေးကြေညာထားတဲ့ရေးမျိုးနဲ့အတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေစစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေအပြင်ဌာနဆိုင်ရာဝန်ထမ်းတွေအုပ်ချုပ်ရေးမှူးတွေနဲ့စစ်ကောင်စီတည်င်းပေးဆိုသူတွေမကြာခဏပြစ်ခတ်ရှင်းလင်းခံရလေးရှိပါတယ်။